ပြည်ပကနေ73စီတွေဝယ်ယူတင်သွင်းရမှာအများပြည်သူထံတက်မှတ်ထားတဲ့ဈေးနှုန်းနဲ့ဖြန့်ဖြူးနိုင်ဖို့နိုင်ငံတော်မှရာခိုင်နှုန်းတစ်ခု site ထုတ်ကြခံပေးလျက်ရှိကြောင်းစွိုင်းဝင်ကြီးဌာန MOE ကနေထုတ်ပြန်ပြောကြားလိုက်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံမှာရောင်းချလျက်ရှိတဲ့73စီဈေးနှုန်းတွေကဒေတာရင်းအာဆီယံနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင်အထက်အလျောက်တက်တာမှုရှိတာကိုတွေ့မြင်နိုင်တယ်လို့ဆိုပါတယ်။ မိုးကြီးအနေနဲ့ဇေကွက်အတွင်းဖြန့်ဖြူးနေတဲ့73စီတွေရဲ့အရေးသွေးနဲ့အချင်းအတွဲပြည့်မီမှန်ကန်စီရေးနိုင်ငံတော်အတွက်ရာသင်ရထိုက်တဲ့အခွန်အခတွေအပြည့်အဝကောက်ခံရရှိရေးနဲ့နိုင်ငံတော်ရဲ့စွမ်းအင်လုံခြုံရေးအာမခံချက်ရှိစေရေးတို့အတွက်ကြီးကြပ်ဖို့တာဝန်ရှိတယ်လို့ပြောထားပါတယ် ဒါကြောင့်ရေနံထွက်ပစ္စည်းဆိုင်ရာဖြည့်ဆည်းမှုကွင်းဆက်အတွင်း73စီတင်သွင်းမှုတူလောင်မှုနဲ့တည်ယူပို့ဆောင်မှုကနေနောက်ဆုံးသုံးစွဲသူတွေစီဖြန့်ဖြူးမှုအခြေအနေတွေကိုလေ့လာစောင့်ကြည့်ထိန်းသိမ်းနိုင်ရေးရေနံထွက်ပစ္စည်းတွေအရေးအသွေးပြည့်မီမှတ်ကန်မှုရှိမရှိစစ်ဆေးဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ဒါအပြင်တိုင်းဒေသကြီးနဲ့ပြည်နယ်များအလိုက်73စီဖူလုံမှုရှိစေရေးတူလောင်ထားရှိမှုအခြေအနေတွေကိုအချိန်နဲ့တပြေးညီစစ်ဆေးကြက်မှတ်ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားအဆင့်73စီတခွဲစစ်ဆေးမှုနဲ့ online စောင့်ကြည့်ရေးစင်တာကိုနေပြည်တော်ကစွမ်းအင်ဝင်ကြီးဌာနမှ2020-2023ဘဏ္ဍာရေးနှစ်မှစတင် account ထဲပေါ်ဆောင်ရွက်လျက်ရှိကြောင်းထုတ်ပြန်ပါရီဒီလို account ထဲပေါ်ဆောင်ရွက်ရမှာတက်ဆိုင်ရာပုဂ္ဂလိကလုပ်ငန်းရှင်နဲ့အဖွဲ့အစည်းများအတွက်အကြံတဲမဖြစ်စေဖို့စီမံကိန်းကိုအစင်းလိုက် account ထဲပေါ်လိုက်ပါဆောင်ရွက်စေခြင်းအချို့ကိစ္စရပ်တွေကိုဖြေလျှော့ပေးခြင်းတွေကိုလည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရပါရီ ယခုအခါ MOE အနေနဲ့အမျိုးသားအဆင့်73စီတက်ခွဲဆစ်ဆဲခြင်းနဲ့ online စောင့်ကြည့်ရေးစင်တာကို2025ခုနှစ်နှစ်ကုန်ပိုင်းမှာပြီးစီးနိုင်ရေးအတွက်73စီတင်သွင်းတိုလောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတွေဆောင်ရွက်နေတဲ့ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့အဖွဲ့အစည်းတွေကိုပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့အတိအပြည့်ညှိနှိုင်းထားကြပါခင်ဗျာ။